မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်တနာမှာကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစပါပြီ။ဧပြီလ၄ရက်နေ့မနေ့ရှင်နိုင်တဲ့များကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးတရင်အနေနဲ့နောင်ချိုမြို့နယ်တောင်ခမ်းရွာကို900နှစ်စက်တက်စကန်မှာဆက်ကောင်စီတပ်သား၃ဦးတနက်၃လက်ယူဆောင်ပြီးအလင်းဝင်ဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာရှိအစံဘက်စက်တက်900နှစ်တက်စကန်မှာအစံဘက်စက်ကောင်စီတပ်သား၃ဦးတနက်၃လက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်း PSLFDNL တရင်နှင့်ပြန်ကြားရေးဌာန ာကပြောဆိုသည်မက်လ28ရက်နေ့မွန်လယ်3နာရီခန့်တွင်တောင်းတမရ DNL တပ်ဖွဲ့တန်းစစ်ကောင်စီတပ်သား3သည်တနက်3လယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့ပြင်တိုက်ပွဲတွင်လည်း၎င်းတို့ကိုဦးဆောင်ခဲ့သောဗိုလ်ကြီးအဆင့်ရှိသူတို့သည်လည်းတည်ဆုံခဲ့ပြီးဦးဆောင်မဲသူမရှိ၍ထွက်ပြေးလာခြင်းဖြစ်ကြောင်းအလင်းဝင်ရောက်လာခြင်းပြောဆိုခဲ့ကြောင်းသိရှိရသည် တအောင်တမ်ရော DNL တပ်ဖွဲ့တန်းလာရောက်အလင်းဝင်သောစစ်ကောင်စီတပ်သား၃ကို DNL အဖွဲ့ကထိန်းသိမ်းကာကွယ်ဆောင်ရှောက်သွားပြီဖြစ်ကြောင်းပြီးခဲ့သည့်2024ခုနှစ်အောက်တိုဘာလ12ရက်နေ့ကလည်းတီဘုံမြို့ခြေဆိုင်တပ်ဆွဲထားသည့်စစ်ကောင်စီလက်အောက်ခံချင်းမြန်တရင်903နှင့်904စခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်စဉ်ဖမ်းဆီးရမိထားသည့်တပ်မိသားစုဝင်190တဦးကို DNL ကလူသားချင်းစာနာထောက်ထားသောအပြင်ပြန်လွှတ်ပေးခဲ့ကြောင်း DNL သတင်းနှင့်ပြန်ကြားရေးဌာနကပြောဆိုသည် ။ဆက်လက်ပြီးစစ်ကောင်စီအပြည့်ရဲ့အပြီးယနေ့တွင်စစ်တွေနှင့်ကြောက်ဖြူကို Jet Fighter ဖြင့်ပုံချဲနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စက်ကောင်စီကအပြည့်ရဲ့ကြောင်းကျညာပေးနောက်ရခိုင်ပြည်စစ်တွေမျိုးနယ်နဲ့ကြောက်ဖြူမျိုးနယ်ကကြေးရွာချို့ကိုဂျက်တိုက်လေရင်နဲ့လက်နက်ကြီး drone စက်တက်လေးတွေများဖြင့်ပုံချဲခဲ့သည် ဧပြီလ3ရက်နေ့ညနေ9:00ရချိန်ကန်ကကြောက်ဖြူမြို့နယ်ကကြေးရွာအချို့ကိုတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ Jet Fighter တစ်စီးနှင့်လာရောက်ပုံချဲခဲ့သလို Drone စက်တလေးတွေများဖြင့်တိုက်ခိုက်ခဲ့သည်ကြောက်ဖြူမြို့ကန်တူကကြောက်ဖြူဘက်မှတော့နေတိုင်းလူလူလက်နက်ကြီးပစ်ခတ်မှုတွေရှိတယ်ဒီနေ့ကတော့နည်းနည်းထူကြပါတယ်ဒီနေ့မှ Jet တစ်စီးနဲ့3ချိန်တိုင်တိုင်လာပြီးတော့ပုံချဲသွားပါတယ် ရှမ်းကုန်ကြောက်ဖြူကားလန်ရှောင်းမှာရှိတဲ့ကုလာပါတို့ဆိုင်းချောင်းတိုင်းချောင်းတွေကိုပုံကျဲသွားပါတယ်ဒရုန်းပုံးတွေနဲ့ခြေချခဲ့တဲ့ဟို Western New ကိုပြောသည်ထို့ပြင်ကြောက်ဖြူဒိုးရန်အောင်စစ်ကောင်စီ30တည်ရင်နဲ့အချောင်းစစ်ကောင်စီရဲ့တိုင်းချထားသောနေရာများမှာလက်နက်ကြီးများဖြင့်တောက်လျှောက်ဖြစ်ကပ်မှုများလှုပ်ဆောင်ခဲ့ကြောင်းကြောက်ဖြူမျိုးကန်များကပြောသည် ကျောက်ပြူဒေသခံနောက်ထပ်တအုပ်ကဒီနေ့တော့မြေပြင်တိုက်ပွဲနှစ်ဖက်ဖြစ်တာမရှိဘူးစစ်ကောင်စီဘက်ကတစ်ဖက်သက်ပဲပြစ်ခတ်မှုတွေလှုံ့ဆော်နေပါတယ်လေကြောင်းပုံကျဲမှုတွေကိုလှုံ့ဆော်နေရပါထိခိုက်မှုအပျက်စီးတွေကိုတော့ကျွန်တော်တို့မသိသေးဘူးအခုထိကျွန်တော်တို့လည်းဖုန်းမဆက်ရသေးဘူးပြောသေးထို့ပြင်ကျောက်ပြူမြို့နယ်ကုန်းချွန်ကျေးရွာနေတွယ်ကိုယနေ့နေ့7ရက်နေ့တွင်စစ်ကောင်စီကဒရုန်းပုံ30ကျော်တပ်မင်းပုံကျဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးအစမပြတ်ပြစ်ခတ်တိုက်ခိုက်ခဲ့သည်ထို့ပြင်ဧပြီလ3ရက်နေ့နံနက်ပိုင်းတွင်စစ်တွေမြို့စစ်ကောင်စီတရင် များကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းစစ်တွေမျိုးကန်တူက Western New ကိုပြောသည် 354တရင်ကနေပြစ်ကြပါနနက်ပိုင်းအာယုတဲချိန်မှာလက်နဲ့ကြီးတွေတောက်လျှောက်ပြစ်တယ်မနေ့ကညနေကလည်းပြစ်တယ်ဒီမနက်ပိုင်းတော့ပြစ်ခတ်မှု15မိနစ်လောက်အကြာပြစ်ခတ်တယ်နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိဘူးဒီတိုင်းတစ်ဖက်သက်ပြင်နေရပါစစ်ကောင်စီဘက်ကကိုပြောသည်ပြီးခဲ့သည့်မတ်လ30ရက်နေ့ကကြောက်ဖြူမျိုးနဲ့စင်ချောင်းရွာကြီးကိုလည်းနေဗီကလက်နဲ့ကြီးနဲ့ပြစ်ခတ်၍တန်ဃာတော်တစ်ပါးအပါဝင်အယက်သားနှုတ်သိဆုံးပြီးဆရာတော်ကြီးတစ်ပါးနဲ့ကိုရင်အပါဝင်အယက်သား9ဦးတရားပြင်းထန်စွာရရှိခဲ့သည် မတ်လ31ရက်ညရှင်နိုင်ကျော်ချိန်တွင်မြောက်ဦးမြို့အလဲစီရက်ကွက်ကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့၍အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတီဆုံးခဲ့သည်။ ဧပြီလ၂ရက်မှ22ရက်တိရက်20ကာလကိုယာယီအပြည့်ရက်ကာလဖြစ်တဲ့မဲ့ကြောင့်အနာသိန်းစက်ကောင်စီကဧပြီလ၂ရက်နေ့တွင်သတင်းထုတ်ပြန်ကြေညာပြီးနောက်ကြောက်ပြုန်နှင့်စစ်တွေကိုလေးချောင်းပြစ်ခတ်မှုများလုပ်ဆောင်ခဲ့သည်။တဖက်တွင်ငလင်ကြောင့်တည်ဆုံသူ၃နာဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ၅ရောက်နေပါ၊ပျောက်ဆုံးနေသူ၅၀၀နေပါရှိလာခြင်းတွင်စစ်ကောင်စီကနိုင်ငံနှင့်လေးချောင်းပြစ်ခတ်မှုများဇက်တိုက်လုပ်နေသည်။ ဆလဘီမြောက်ပိုင်းမဟာမိတ်သုံးဘွဲကတပတ်သက်အပြည့်ရက်တော်လေးစစ်တပ်ကနောင်ချိုမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့တွင်ထိုးစစ်ဆင်မီဆင်အင်အားဖြင့်တင်ချင်းလေးချောင်းတိုက်ခိုက်မှုများလုပ်နေဟုတရနယ်လီပြောဆိုရတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မြောက်ပိုင်းညင်နောင်မဟာမိတ်သုံးဘွဲကတပတ်သက်အပြည့်ရက်တော်လေးစစ်ကောင်စီကနောင်ချိုမြို့နယ်သို့ထိုးစစ်ဆင်ပြီးစစ်ရင်အဖြစ်တည်မှုများလုပ်နေကြောင်းတောင်အောင် TNL ကယနေ့ညပိုင်းထုတ်ပြန်ပြောဆိုသည် ဧပြီလ3ရက်မွန်းလယ်7:00နာရီချိန်စေရင်နန်း90နဲ့လွင်အားဖြစ်တင်ပြီးအင်းတော်မှကြောက်ကိုတောင်ချိအမတ်900နဲ့တို့စက်ကိုအင်းအားဖြစ်တင်နေကြကြောင်းထုတ်ပြန်တဲ့ပိတ်ချင်းမျိုးနဲ့9မိုင်းနဲ့လဲလေးချောင်းဇက်ဖိုက်တာပြန်လေးချိန်ဘုံရှစ်လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည် စစ်ကောင်စီတပ်ဖက်တွင်လည်းဧပြီလ၂ရက်နေ့မှ20ရက်နေ့ထိအပြည့်ရသည့်ကိုကြေညာခဲ့ပြီးနိုင်ငံတော်အစ်စ်ဝန်နေချင်းအထိမ်းမဲ့နေရုပ်ထုတ်ပြန်ကြေညာတော့လေလေးဆောင်ဖြစ်နေစဉ်အုံပြတိုက်ခိုက်နေကြောင်းသိရှိရသည်မြောက်ပိုင်းညီနောင်မမေတုံးဘွဲကငလင်တန်းတဲ့ပြည်သူများနဲ့လူလူအခက်ခဲများကိုစာနာထောက်ထားသောအပြင်တိုက်ဝဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတလတာတစ်ဖက်သက်အပြည့်ရကြောင်းဧပြီလ၁ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်အလားတူစစ်ကောင်စီကကချင်းပြည်နယ်စကိုင်းတိုင်းနှင့်မကွေးတိုင်း င်းမန္တလေးတိုင်းအပါအဝင်နိုင်ငံတော်အနေနဲ့ထုတ်စစ်များကိုဆက်လက်ဆင်နွှဲလျက်ရှိကြောင်းသိရှိရသည်။ ဆလဘီထိုင်းနိုင်ငံကိုဘင်းစတက်ညီလာခံတက်ရောက်ဖို့ရောက်ရှိနေတဲ့အစံဖက်မင်းအောင်လိုင်းကိုစန့်ကျင်ကန့်ကွက်ချဖို့ GSCB တိုက်တွန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတကာတိုင်ဝမ်ကိုခွေတိုးပေါက်ကနေဝင်မှုကြိုးပမ်းနေတဲ့မောင်းအလကိုမောင်းထုတ်ကြဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ထိုင်းဆိုရကစံဖက်စက်ကောင်စီကိုအတိမတ်ပြုပြီးဘင်္ဂလားပင်လယ်ကိုကဏ္ဍဆောင်နေပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘင်းစတက်အစည်းအဝေးဖိတ်ကြားခဲ့တဲ့ပေါ်စန့်ကျင်ကန့်ကွက်ချအထွေထွေတပိတ်ပေါင်းဆက်ညီနိုင်အင်အားစု GSCB ကဒီနေ့မှထုတ်ပြန်ပါတယ်။ ဧပြီလ3ရက်ကနေ9ရက်ထိပြုလုပ်သွားမည့် Binstead အစည်းအဝေးတက်ရောက်ဖို့အကြံဖက်ဆက်ကောင်စီကိုထိုင်းနိုင်ငံစီဖိတ်ခေါ်မှုအတွက်ထိုင်းနိုင်ငံသားတက်ကြွလှူရှာသူတွေထိုင်းရောက်မြန်မာတွေအနေနဲ့တရက်တာအလုံးမစင်တာဒါမှမဟုတ်အနေရောင်သုံးဆောင်ဝယ်စင်မီကန့်ကွက်တာလှူဆောင်ကြဖို့ GSCB ကတိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံဧပြီလ3ရက်နေ့မနက်ပိုင်းမှာမြန်မာစစ်တပ်ရဲ့စစ်တပ်အထူးလေးရင်နဲ့နေပြည်တော်ကနေဘန်ကောက်မြို့ကိုထွက်ခွာလာခဲ့ကထိုင်းဝမ်ကြီးချုပ်ဖေတိုနေရှင်နယ်ဝတ်ရဲ့ဖိတ်ကြားချက်အရာ Binstead အစည်းအဝေးတက်ရောက်ဖို့ရောက်ရှိ ီလာတာဖြစ်ပြီးဒီကနေ့ညပိုင်းမှာထိုင်ဝင်ကြီးချုပ်ရဲ့ Binstep အဖွဲ့ဝင်တွေအတွက်အဲခန်နဲ့ညစာစာဝေးကိုတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ထိုင်အတိုက်ခံနိုင်ငံအင်အားစုတွေကလည်းဝင်ကြီးချုပ်ဖေတွန်တန်ရှင်နာဝတ်အနေနဲ့အကြမ်းဖက်မင်းအောင်လိုင်းကိုဖိတ်ကြားခဲ့တဲ့ဆုံးဖြတ်ချက်အတွက်သေချာရှင်းပြဖို့လိုတယ်လို့ပြောကြားထားပါတယ်။ထိုင်အစိုးရရဲ့နိုင်ငံဆိုင်ဝင်ကြီးဌာနကတော့အင်ရှင်ထိုင်နိုင်ငံအနေနဲ့ Binstep အဖွဲ့ဝင်နိုင်ငံခုနှစ်ခုစလုံးရဲ့ကောင်းဆောင်တွေကိုဖိတ်ကြားရမယ်တောင်းနဲ့ညီဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။အင်အားဖြင့်ငလျင် င်ခြေကြောင့်မြန်မာနိုင်ငံမှာလူပေါင်းချောင်းနေခြေတိကျပြည့်စည်နေတဲ့အချိန်မှာ စစ်ကောင်စီရလေးချောင်းတိုက်ခိုက်မှုတွေကိုစက်တိုက်လို့ဆောင်နေရကြောင်းနိုင်ငံကရေးဝေဖန်မှုတွေကိုကြုံတွေ့နေရတာဖြစ်သလိုမင်းအွန်လိုင်းတိုင်းနိုင်ငံကိုရောက်ရှိလာတဲ့သတင်းပေါ်ပြမှုတွေမှာထိုင်းပြည်သူတွေကပါဝေဖန်ဆဲဆိုတာတွေရှိနေရဖြစ်ပါတယ်။မနေ့ကဧပြီလ2ရက်မှာအစံဖက်စစ်ကောင်စီကရပ်ပေါင်း20ရာရီအပြည့်ရထားမယ်လို့ကြေညာခဲ့ပေမဲ့ဒီကနေ့မှာတော့နိုင်ငံတော်လေးချောင်းတိုက်ခိုက်မှုတွေအပြင်မြေပြင်မှာခြေလင်းစစ်ကြောင်းတို့တာတွေကိုဆက်လက်လှောင်နေရပဲဖြစ်ပါတယ်ရှင်။ဇလဘိတ်ဟ ோம் လင်းမြို့နယ်ရှိကျေးရွာများကိုစစ်တပ်ကတိုက် က်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI2 ရဟတ်ယင်ဘုံကျဲတိုက်ခိုက်ဆိုတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဟ ோம் လေမြို့နယ်ရှိကျေးရွာများကိုအစံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ MI2 ရဟတ်ယင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရကာဝေးဝန်ကြီးဌာနကထုတ်ပြန်ထားသည် ဧပြီလ3ရက်နေ့နက်9:30မိနစ်ချိန်ခန့်နဲ့ဟုံးမလင်းမြို့နယ်ရှိဖာနိုင်ကျေးရွာဆန်းဆိုင်ရွာပဲနုဆူရွာနဲ့ရွှေမော်အနီကိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ MI2 ရဟတ်ရင်ပြတ်ပုံသေး73လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင်ကျန်ဘတ်စစ်တပ်သည်ဧပြီလ3ရက်နေ့တွင်တောင်သားမြို့နယ်နှင့်ကနေမြို့နယ်ရှိကျေးရွာများကိုလည်းစစ်တပ်လေတီများဖြင့်ပုံကျဲတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည်။ အကျန်းဖက်ဆက်ကောင်းစီသည်ဧပြီလ2ရက်နေ့ညပိုင်းမှဧပြီလ22ရက်နေ့အထိအပြည့်ရကြောင်းကြေညာထားတော်လဲလေးချောင်းတိုက်ခိုင်မှုများနဲ့စစ်ကြောင်းထိုးမှုများစတိုက်လှုပ်ဆောင်နေသည့်အတွက်ဆက်ကောင်းစီကြေညာချက်သည်လီဆဲလေပြားမှုသာဖြစ်သည်ဟုအန်ယူဂျီအစိုးရကော်ဝေးဝင်စီဌာနကထုတ်ပြန်ပြောဆိုထားသည်ဆက်လက်ပြီးငလင်းကျောက်ရေကောက်ပွဲပြောင်းလဲရှင်မြင်မှုဘန်ကောက်ရောက်ဆက်ကောင်းဆောင်တီဗျူစရေတင်ကိုတင်ဆက်ပေးပါမယ်ရှင် ပြန်ထန်သည်မြင်းကလေးနဲ့ဂျုံငယ်ရတော့လေလာမည့်2025ဒီဇင်ဘာတွင်ကျင်းပရန်စီစဉ်ထားသည့်ရေကောက်ပွဲအပြောင်းလဲမရှိဘူးထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိနေသည့်စစ်ကောင်ဆောင်ဘူးဂျုံမှုချင်းမြောင်းလိုင်းကဧပြီလ3ရက်နေ့ရက်တီပြုခဲ့သည်6ချိန်မြောင်းဘင်စတက်အစည်းအဝေးတရံဘန်ကောက်သို့ရောက်နေသည့်စစ်ကောင်ဆောင်ကနေပေါ်နိုင်ငံဝန်ကြီးဂျုံနှင့်ဧပြီလ3ရက်နေ့နေ့လယ်ပိုင်းကတည်တံတွေ့ဆုံစဉ်ရင်းခဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီထိန်းချုပ်တရင်ဌာနများကမြန်မာစံတော်ချိန်ညရှင်နိုင်တဲ့တွင်ထုတ်လွှင့်ခဲ့သည်စစ်ကောင်စီသည်၎င်းတို့ဦးဆောင်မည် ကောက်ပွဲကို2025ဒီဇင်ဘာသို့မဟုတ်2026ဇန်နဝါရီကျင်းပမည်ဟုပြီးခဲ့သည့်လကကြေညာခဲ့သည်။ 2008ဖွဲ့စည်းပုံခြေခံဥပဒေရစတက်သည့်လွှတ်တော်များတွင်အမတ်နေရ25ရာခိုင်နှုန်းအလိုလျောက်ရရှိထားသောကြောင့်ရွေးကောက်ပွဲမှာမဲပြန့်တက်လာသည့်အမတ်နေရ8ရာခိုင်နှုန်းရှိရုံများဖြင့်စတက်ကလွှတ်တော်ခေါ်ကအစိုးရသည်ဖွဲ့နိုင်သည့်စကောင်းဆောင်ပို့ချုပ်မှုခြေမင်းအွန်လိုင်းကိုမြန်မာကောင်းဆောင်ဖြင့်အသိမှတ်ပြုထားသည့်ဘင်စတက်ဖွဲ့သည့်၎င်းတို့၏ထိပ်သီးစည်းဝေးကိုစကောင်းဆောင်နှင့်အတူဧပြီလ4ရက်နေ့ဒီကနေ့တွင်ကျင်းပမည်ဖြစ်သည့်ဘင်စတက်အမည်ပေးထားသည့်ဘင်္ဂလားပင်လယ်အော်ဒေတာရင်ကဏ္ဍဆောင်ဤပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည်ဘင်္ဂလားဒေ့ရှ် English Bhutan India Myanmar Nepal တရီလင်္ကာနဲ့ထိုင်းတို့ပါဝင်နေမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းကလင်းကြောင့်ဧပြီလ3ရက်နေ့နဲ့ပိုင်းတိသေဆုံးသူ3100နေပါနဲ့ထိုင်းရန်ရသူ4900ကျော်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားတယ်